အားလုံးပဲမင်္ဂလာပါကျော်ဒီနေ့ဗီဒီယိုမှာဆိုရင်တော့တိတ်မကြခင်မှာပြောင်းလဲလာတော့မယ် Facebook Modernization အကြောင်းကိုပြောပြပေးမှဖြစ်ပါတယ်။ဟုတ်ကဲ့ဒါဆိုလို့ရှိရင်ကျွန်내တူချက်လောက်ကြည့်ကြမယ်။အဲ့တော့ Facebook ကလွန်ခဲ့တဲ့အရှိနှစ်ရက်လောက်က Instagram ADF V Bonnet စတဲ့2-3ခုကို2025ခုနှစ်ဩဂုတ်လ31ရက်နေ့တွင်အပြီးပိုင်းပိတ်သိမ်းပြီးတော့ Facebook Modernization Policy နဲ့ကိုင်းညီတဲ့ eligible ဖြစ်တဲ့ page တွေကို Content Modernization Tool ကို invite ပေးသွားမယ်ဆိုပြီးတော့အာကြီးညာခဲ့တယ်။အဲ့တော့ Insin Area Reborn စတဲ့2-3ခုကိုပိတ်သိမ်းတော့မယ်ဆိုတော့ Insin Area တို့ Re တို့ Bonnet တို့ပွင့်နေတဲ့သူတွေကလက်ရှိအချိန်မှာရထားတဲ့သူတွေကဝင်ဝင်မရတော့ဘူးလား။ ခုနက modernization tool ရထားတဲ့သူတွေပဲဝင်ငွေဆက်ရှာလို့ရတော့မှလားဆိုပြီးတော့အာကျွန်တော်ကိုလမ်းမေးကြတယ်အဲ့တော့အာသူက in swing area v bonnet စတဲ့တူသုံးခုကိုပိတ်သိမ်းတော့မယ်ဆိုပေမဲ့ကိုယ့်ရဲ့ပေကပေဖို့ modernization policy တဲ့ကိုင်းညီတဲ့ eligible ဖြစ်တယ်ဆိုလို့ရှိရင်တော့အကိုရဲ့ပေကိုသူက contract modernization tool ဖြစ်ပြောင်းလဲပြီးတော့ invite ပေးမယ် ဒါဆိုလို့ရှိရင်ကျွန်တော်က quantum modernization tool ကိုရှောက်ပြီးတော့ဝင်ငွေဆက်ပြီးတော့ရှာလို့ရတယ်။အဲ့တော့ insulin area ပဲဖြစ်ဖြစ် rebe ဖြစ်ဖြစ် bone ပဲဖြစ်လက်ရှိအခြေအနေမှာပွင့်နေတဲ့သူတွေကအာလက်ရှိအခြေအနေမှာ monitor ကြားနေတယ်ကျွန်တော်ဝင်ငွေရှာလို့မရဘူးပေါ့နော် eligible မဖြစ်ဘူးဆိုလို့ရှိရင်တော့သူကဒီ quantum modernization tool ကို invite ပေးမလားမပေးဘူးဆိုတာတော့ဒါတော့ကျွန်တော်ကအတိအကျမသိသေးဘူးပေါ့နော် အဲ့တော့ဘလို့ပဲဖြစ်ဖြစ်လက်ရှိအချိန်ဒီမှာ modernization မအောင်သေးတဲ့သူတွေကနော် CM set up လိုချင်တဲ့ဆိုတဲ့သူတွေက modernization policy တဲ့ကိုင်ညီအောင်ကိုယ့်ရဲ့ပေကိုဖန်တီးရမယ်ပြီးလို့ရှိရင် eligible ဖြစ်အောင်ကိုယ့်ရဲ့ပေကိုလှုပ်ထားရမှာပေါ့ဒါကြောင့်လဲဆိုတော့တိတ်မကြခင်မှာသူကဒီ insulin area တို့ v တို့ bone တို့ကိုပိတ်သိမ်းပြီးတော့ quantum modernization 2ကို invite ပေးမှာဖြစ်လို့ကိုယ့်ရဲ့ပေက modernization policy နဲ့ကိုင်းညီနေပြီးတော့ eligible ဖြစ်နေမယ်ဆိုလို့ရှိရင်သူ invite ပေးတဲ့အခါကျရင်ကိုယ့်ရဲ့ pay က contract modernization set up ရရှိမယ်လက်ရှိအချိန်တွေမှာ modernization မရထားတဲ့သူတွေမအောင်သေးတဲ့သူတွေစူးစမ်းနေတဲ့သူတွေကကျော်တို့ပြင်ဆင်ရမှာကကိုယ့်ရဲ့ pay ကိုအတက်နိုင်ဆုံးကိုပိုင် contract နေတင်ပေးရမယ်တကယ်လို့ကိုယ့်ရဲ့ pay မှာအတခြားသူရဲ့ video တွေတခြားသူရဲ့တခြင်းတွေ background music တွေ ဒါတွေကိုကျွန်တော်တို့ကသုံးပြီးတော့ဗီဒီယိုဖန်တီးပြီးတော့တင်ထားလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီချိန်နေမှာဖြတ်ထားတာအကောင်းဆုံးပဲဘာလို့လဲဆိုတော့ကျွန်တော်တို့က content monetization policy ဟာကျွန်တော်ပတ်နာ monetization policy စတဲ့ကျွန်တော်တို့ policy တွေကိုမလိုက်နာထားဘူးဆိုလို့ရှိရင်တော့ Facebook ဘက်ကနေပြီးတော့ content monetization tool ကို invite ပေးတဲ့အခါမှာကျွန်တော်တို့ပေးကဒီ content monetization set up ကရရှိမှာမဟုတ်ဘူးအဲ့တော့နောက်ထပ် ဘာတွေမြတ်အများကြီးပြောင်းလဲလာအောင်မလဲဆိုတာကိုတော့ကျွန်တော်တို့တစ်ချက်လောက်စောင့်ကြည့်ရအောင်မယ်။အဲ့တော့ကျွန်တော်ဒီမှာနောက်တစ်ခုထပ်ပြောချင်တာကအဲ content monetization to set up ကိုရချင်တယ်ဆိုရင်တော့ကျွန်တော်တို့ကိုယ်ပိုင် content တွေကြီးပဲဖန်တီးဖို့လိုအပ်တယ်။ဟုတ်ကဲ့ကျွန်တော်ဗီဒီယိုကိုကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။